ရန်ကုန်မြို့ထဲမှာလေဒီလိုမျိုးလူငယ်တွေအတက် indoor DJ vibe ပြောပြီးတော့ rooftop view လေးနဲ့ AC ချေလို့ကောင်းတဲ့အမိုက်စားပါလေးရှိရာတည်ပြီးကြပြီလားဒီလိုမျိုးတငယ်ချင်းတွေနဲ့ထိုင်းလို့လည်းကောင်းပြီးတော့အစားအသောက်တွေပါကောင်းတဲ့နေရာလေးကိုမသိသေးလို့ရှင်တော့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်အခုဒီနေရာလေးရကြတော့လေတချင်ကနာမည်ကြီးခဲ့တဲ့ Vista Rooftop Bar နဲ့အခုလူငယ်တွေကြားထဲမှာပါရေပန်းစားနေတဲ့ Blight Tiger Bar နှစ်ခုတနေရာထဲမှာပေါင်းဖွင့်ထားတာပေါ့နော် ဒီ Vista Rooftop Balia ကျတော့အခုမှ renovation လုပ်ပြီးတော့ပြန်ဖွင့်လာတာတိတ်မကြသေးဘူးပေါ့နော်။တနေရာလေးလှပြီးတော့ vibe နှမျိုးရချင်တယ်ဆိုလို့ရှင်တော့ဒီနေရာလေးကွက်တီပဲ။ ဒီပေါ်ထက်မှာကြတော့ rooftop view လေးနဲ့ဆိုတော့ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့အေးဆေး chill ပြီးတော့စကားလေးပြောလို့ကောင်းတယ်။ဒီ rooftop ဘိုင်းအောက်ထက်မှာကြတော့ blind tag ကို relocate လုပ်ပြီးတော့ဖွင့်ထားတာပေါ့နော်။သူကကြတော့ speak easy ဘိုင်းမျိုးလေး။ဒါပေမဲ့ည7:00နောက်ပိုင်းဆိုလို့ရှိရင်လည်း wifi ဖြည့်ပဲမလို့ reservation လေးကြိုးစားထားမှပဲပို့ဆင်ပြည့်ရယ်။ဆိုင်းတော့တော့အရင်ဆုံးရောက်တာနဲ့အောက်ထက်ကဘာကောင်တာလေးမှပဲထိုင်လိုက်တာပေါ့နော်။ဒီနေရာလေးကတပုတ်ရိုက်လို့လည်းတော်တော်လာတယ်။ ပြီးတော့ကတည်းကတောင်းမယ်ဆိုလို့ရှိရင်လေဒီလိုမျိုး performance လေးတွေမှာတခါလေးလုပ်ပြပေးရတော်တော်လေးမိုက်တယ်ဒါရောဆိုင်တို့တငယ်ချင်းတွေမှာထားတဲ့ကော့တေးလေးကြီးပေါ့နော်သူ့ဆရာကော့တေးလေးတွေကဈေးနှုန်းကြီးကလည်းအဆင်ပြေတယ်ပြီးတော့သူ့ရတာလေးကကြတော့လေဆိုင်တို့လိုမျိုးကော့တေးပြင်းပြင်းမတောက်တက်တဲ့သူတွေအတွက်လည်းတော်တော်လေးအဆင်ပြေတယ် ဒီဆိုင်ကအမီးနဲ့ဟင်းပွဲတွေကကြတော့လဲတပွဲကို8000လောက်ကနေစရပေါ့နော်ဒါကတော့ဘာလာပြီးတော့ခောက်ဆဲပြုတ်စားနေရဲ့အဖွဲရပါတကယ်တော့မိုးရေးလေးနဲ့မလို့ blind tiger ရဲ့ signature courier ခောက်ဆဲပြုတ်လीစားခြင်းလားနဲ့မစားလိုက်တာပေါ့နော်ပြရသူရဲ့ကောင်းချစ်လေးရလေလေမွမွေးလေးနဲ့တအားစားလို့ကောင်းတယ်ဒီလိုမျိုးတလောက်စားပွားလို့ရှိရင်လည်းရက်လို့ရမှာတော့မဟုတ်ဘူး ဒီဆိုင်အာသာချက်ကကြာဆဆောပြောသလိုပဲပေါ့နော်ကဲခြင်းနေဆိုလို့ရှင်အောက်ထပ်မှာအမိုက်စားတိကြီးနဲ့ကဲလို့ရပြီးတော့ chill မှဆိုလို့ရှင်တော့အပေါ်ထပ်မှာ rooftop view လေးနဲ့ AC ချီလို့ကောင်းတယ် ဘာသာပုံမှန်လေးသူ့ရဲ့စားတောက်တွေကတော်တော်လေးစားလို့ကောင်းတယ်။ဒီယူနန်၅ပေါင်းဆိုလို့ရှိရင်သူ့ရဲ့အနှစ်ကဆက်ဆက်ကလေးနဲ့စားလို့ကောင်းတယ်။ငါးတက်မြပေါင်းဆိုလို့ရှိရင်လည်းအကြီးကျယ်မျိုးမဟုတ်ဘဲနဲ့သူ့ရဲ့အနှစ်ပြက်ပြက်ကလေးနဲ့ဒီချင်းချင်းဆက်ဆက်ကလေး။ဘာသုံးထတာကင်ဆိုလို့ရှိရင်လည်းစားလိုက်ရင်ကျွတ်ကျွတ်ကလေးကိုမှထုတ်ထုတ်အီအီလေး။သူ့ရဲ့အမဲဦးချန်တော့ဆိုလို့ရှိရင်လည်းလုံးဝချီချီမီမီနဲ့ဆက်ဆက်ကလေးကိုတုပ်ပေးထားတာခမင်းနဲ့တော့စားချင်ပါရဲ့။ ဒီစင်လက်ဖက်ထားကကြတော့လေလက်ဖက်သားတွေပဲပါမျိုးမဟုတ်ဘဲနဲ့စိတ်သားမမွလေးတွေပါအများကြီးထည့်ပေးထားတာချင်းချင်းဆက်ဆက်ကလေးစားနေတယ်ဆိုလို့ရှိရင်တော့သူ့တက်မြတ်ဒီလေးညှစ်ပြီးတော့စားလို့ရှိရင်ပူစားလို့ကောင်းတယ် ဒါကကြတော့လောကအမူးဥမော်ပြေအမဲဥကြံဟင်းရေပေါ့နော်ကော်တေးရေတောက်ပြီးတော့လေရီဝီလေးဖြစ်လာရဆိုလို့ရှိရင်ဒီလိုမျိုးလေးတက်ခွက်တာတောက်လိုက်လုံးဝဆက်ဆက်ကလေးနဲ့ပွင့်ထွက်သွားမှသိကြတယ်ဒါကကြတော့ကြားရှာလို့ခေါ်ရတဲ့ဖဲအစာတော့ပေါ့နော်သူဆိုလို့ရှိရင်လည်းဒီခုဆိုတခုစားလိုက်တာနဲ့လောကတိတိမီမီဆက်ဆက်ကလေးအကြိုက်ဆုံးကကြတော့ဒီအာလူကြော်လေးပဲသူကကြတော့လေအပြင်းသားချွတ်ချွတ်ကလေးကိုမှအတွင်းမှကြတော့နုနုအီအီလေးပေါ့နော်တပွဲနေတာမဟုတ်ပါဘူး ပြီးတော့ဒီကော့တေးလေးတွေရလဲလေအရသာဆန်းဆန်းလေးတွေဒီ sticky villa ဆိုလို့ရှိရင်လေကောင်းញမ်းနဲ့မွဲ့မွဲ့လေးနဲ့အဝင်ချွချိုးလေးဒီကော့တေးဆိုလို့ရှိရင်လေကင်မရာခွက်ကြီးနဲ့ကိုထည့်ပေးထားတာတော်လေးမိုက်တယ်သူရဲ့ကော်တေးတွေကကြာလေအဝင်းချိုးရဲဆိုပေမဲ့တောင်းရင်တောင်းရင်နဲ့မှာတရရိတ်တက်လာမျိုးလေးပျော်ရှိရှားဆိုလို့ရှင်လေအပေါ်ထက်မှာ AC တဝိုင်းထိုင်တောက်လို့ရတယ် ပြီးတော့အမိုက်စားတိကျရေဆိုလို့ရှိရင်လေတနင်္လာအင်ကားလွယ်လို့ကျန်တဲ့ရက်တွေမှာအပြည့်ထည့်ပေးတာဒီလိုမျိုး vibe နှမျိုးနဲ့ကဲချင်းနေဆိုလို့ရှိရင်တော့လိပ်စာလေးရရှေကုန်းနိုင်လန်းနဲ့ရေတာရှိလန်းအောင်ကြားထဲမှာရှိရဲ့ the blind tiger မှာပါ